ငါရက်ကြာတိုက်ရောက်မှာဖိမိနေပေမဲ့အာမပြတ်သွားပဲကျန်တဲ့သူတွေကိုကက်တင်ဖို့လမ်းပြနေခဲ့တဲ့အမျိုးသားအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချစ်ဆူလိုက်ပါတယ်။ငလျင်လှုပ်ပြီးတော့ငါရက်တောင်ချသွားပြီဖြစ်တာမို့ပျော်ကြအဆအဦးတွေအောက်မှာဖိမိနေတဲ့သူတွေနေနဲ့အသက်ရှင်နိုင်ဖို့အခွင့်အရေးကတဖြည်းဖြည်းကိုနှဲပါလာပါပြီ။ ရှေ့ရပိုင်းမှာအသက်ရှင်နေသေးတဲ့သူတွေအနေနဲ့တောင်လက်ရှိမှာအစာရေစာပြတ်လတ်နေတဲ့အနေထားတွေနဲ့ကြုံတွေ့နေနိုင်တာပေါ့။ကဲဆဲရေးတွေကလည်းအမလျှော့ပဲနိုင်ငံတကာကဲဆဲရေးတွေနဲ့ပူးပေါင်းကာကဲတင်နေကြပါတယ်။ဒါအပြင်၅ရက်မြောက်ကြတဲ့နေ့မှာနေပြည်တော်ကဟိုတယ်အေးချမ်းသားမှာရှောက်ဖွေခဲ့ကြပါတယ်။၆ထပ်တိုက်အစာအုပ်ကပျော်ချနေခဲ့တာမို့လူအများကလည်းပိတ်မိနေကြတာပေါ့။တရုတ်နိုင်ငံကကဲဆဲသမားတွေကရှောက်ဖွေရင်းကနေအသက်ရှင်နေတဲ့အမျိုးသားတွေကိုရှာတွေ့ခဲ့ကြပါတယ်။ တိုက်ရိုက်အောင်ဆုံးမှာပိတ်မိနေတာဖြစ်တာမို့ကဲဆဲရဲရွေနေတဲ့အပေါက်တွေဖောက်ကခက်ခက်ခဲခဲကိုကဲကြရတာပေါ့တထက်ချင်းအပေါက်တွေဖောက်ကကဲဆဲရဲရွေကဝင်သွားပြီးကဲရတာပေါ့ဒါအပြင်ကံကောင်းတာကအရင်မျိုးသားဟာအသက်ရှင်နေတဲ့ပြင်ဒဏ်ရာကြီးကြီးမားမားလည်းမတွေ့ရသေးပါဘူးမိသားစုဝင်တွေကလည်းရန်ကုန်ဝမ်းသာသွားတာကြောင့်မို့ကဲတင်နေတဲ့နေရာကိုလာကအပိစကားတွေပြောခဲ့ကြပါတယ် မောင်လေးရဲ့အမရှိတဲ့နော်လို့အဖေနေခဲ့တာပေါ့နောက်ဆုံးမှာတော့အသက်ရှင်နေတဲ့အမျိုးသားကိုအပြင်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်အစိုးမအမျိုးသားကငလျင်လှုပ်ပြီး9ရက်နာရီပေါင်း150ဝန်းကျင်တိုက်ရောက်မှပြိမိနေတာပေါ့ အစာလည်းမစားရသလိုရေလည်းမတောက်ရတဲ့သူဖြစ်ပါတယ်။အခြားနေရာမှာကဲတင်နိုင်တဲ့သူတွေဆိုရင်လည်းဟာရတွေပြက်ကဘာစကားမှမပြောနိုင်ကြပါဘူး။ဒါပေမဲ့အဆိုပါအမျိုးသားကထွက်ထွက်လာခြင်းမှာစကားတွေကိုအာတန်ရင်းရင်းနဲ့ပြောဆိုနေခဲ့တာပေါ့။လေးတန်းကိုမာနီအောင်တင်းကကဲစဲသမားတွေကိုစကားတွေပြောနေတာပေါ့။ဂျမားရေးကိုတာမှုတော်မခံယူသေးပဲထန်းစင်ပေါ်မှာအမျိုးသားပြောနေခဲ့တဲ့စကားတွေကတော့နောက်ထပ်အသက်ရှင်တဲ့သူကိုကဲတင်ပေးဖို့ပေါ့။သူနဲ့တူတူအောက်မှာပိတ်မိနေတဲ့သူတွေ ရှိနေခဲ့ကြောင်းကိုအမျိုးသားကပြောပြလာခဲ့ပါတယ်။ သူအနေနဲ့လူတွေပိတ်မိနေတဲ့နေရာကိုသေချမှတ်သားလာခဲ့တာပေါ့။ဇေယွန်ကိုမတော်ခင်မှာကဲဆဲသမားတွေကတိုင်းအောင်မှာဖြစ်ပြနေတဲ့ချင်းလေးတွေကိုလည်းအသေးစိတ်ပြောပြခဲ့ပါတယ်။သူကြသွားတဲ့ထမင်းစားခန်းရဲ့အောက်မှာလူတယောက်ပိတ်မိနေသေးကြောင်းအသိပေးနေတာပေါ့။ဒါအပြင်ပိတ်မိနေတဲ့နေရာကိုလည်းမမေ့တလို့ပြောနေခဲ့ပါတယ်။အမျိုးသားရဲ့လေတန်ကမာနေတဲ့အပြင်မမွမ်းနိုင်မပန်းနိုင်ပြောနေခဲ့တာမို့ကဲဆဲသမားတွေကတော့နာနာပြီးပြောဖို့တောင်းယူနေခဲ့ရတာပေါ့။ ငါရက်လုံးလုံးဟာရပြတ်တောက်နေရတဲ့သူကခုလိုပြောဆိုနိုင်တဲ့အတွက်လည်းအံအသင့်နေကြတာဖြစ်ပါတယ်။တချို့တွေကလည်းကဲဆဲသမားတွေကပင်မနေတဲ့သူကိုဘာလို့မင်းနေတာလဲလို့အပြစ်တင်နေကြတာပေါ့။တကယ်တော့မှတော့အသက်ရှင်လျက်ထွက်လာခဲ့တဲ့မြို့သားကိုယ်တိုင်ကသူနဲ့တူပိမိနေတဲ့သူတွေကိုကဲနိုင်စေခြင်းနဲ့စိတ်နဲ့ပြောပြနေကြတာပေါ့။ကဲထုတ်ခြင်းနဲ့စိတ်ကြောင့်မို့သူ့လေးတန်တွေကအားအပြည့်ဖြစ်နေတဲ့အောင်ရှိနေတာပေါ့။တကယ်တော့မှတော့ငါရက်သားပိမိနေတဲ့သူတွေအနေနဲ့အားအပြည့်ရှိဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ ။ဒါကြောင့်မို့လဲဆိုပါအမျိုးသားကသူ့လိုပိတ်မိနေတဲ့သူတွေကိုကဲချင်းစိတ်ကြောင့်သာအတင်းထားနိုင်တာလို့ချစ်ကျွနေကြတာဖြစ်ပါတယ်။အောက်မှာပိတ်မိနေတဲ့သူတွေအတွက်တော့မှောင်မဲနေတဲ့နေရာချင်းလေးမှာသာအသက်ရှင်ခဲ့ရတာကမမေ့နိုင်တော့တဲ့စိတ်ဒဏ်ရာတွေလည်းဖြစ်သွားရပါပြီ။အသက်ရှင်လျက်ထွက်လာနိုင်သူတချို့ဆိုရင်ညဘက်တွေဆိုအိမ်မပြောတဲ့ယောဂါကိုခံစားနေကြရတာပေါ့။၅ရက်ကြာတိုင်အောင်မှာပိတ်မိနေပေမဲ့အာမပြတ်သွားပဲကျန်တဲ့သူတွေကိုကဲတင်ဖို့လမ်းပြနေခဲ့တဲ့အမျိုးသားပေါ့။ပရိသတ်တို့ရဲ့အမြင်ကိုလည်းဖျက်ပြခဲ့ပါအောင်ရှင်။ အကြောင်းမျိုးကြောင့်ကွယ်လွန်သွားခဲ့တဲ့သူတွေကောင်းရမွန်ရဘုံဘွားရောက်ရှိစေဖို့နဲ့ကဲဆန်လမ်းပြထောက်ပြသူတွေကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။